ကျွန်တော်အနေနဲ့ပထမဆုံးပေါ့နော်ပထမဆုံးနံပါတ်1အနေနဲ့ပြရမယ့် setting ကတော့ကျွန်တော်တို့နေရာပိုင်း device ဆိုတဲ့ setting ကိုပိတ်ပြရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ setting ကိုပိတ်ဖို့အတွက်ကျွန်တော်တို့ရဲ့ phone ထဲမှာရှိတဲ့ setting တွေကိုသွားပြလိုက်ပါ။ setting တွေသွားလိုက်မယ်။ setting တွေရောက်ပြီဆိုရင်ကျွန်တော်တို့အပေါ်ကိုအနည်းငယ်ဆွတ်တင်လိုက်ပါ။အပေါ်ဆွတ်တင်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ system ရဲ့အပေါ်မှာ Google ဆိုတာလေးရှိပါတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ။ ဘုကဲဆော်လေးကိုနှိပ်ပြီးဆိုရင်အပေါ်မှာကျွန်တော်တို့ဒီမှာ recommend တဲ့ offer ဖြစ်ဆိုရရှိရပေါ့နော်အဲ့ဒီမှာကျွန်တော် offer ဖြစ်ဆော်လေးကိုနှိပ်ပြီးလိုက်ပါ offer ဖြစ်ကိုနှိပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်ဆက်တင်ပြီးတော့ device ဆိုတာလေးရှိပါတယ် device ဆိုတာလေးကိုကျွန်တော်ရှာပေးရပါမယ်ဆက်တင်လိုက်အဲဆိုရင်ကျွန်တော်ဒီမှာ cross device service ရဲ့အောက်မှာ device ဆိုတာလေးရှိပါတယ်အဲ့လေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါ okay နှိပ်ပြီးဆိုရင်ဒီမှာမိရပိုင် device ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ on နေရာတွေ့တွေ့ရပါလိမ့်မယ်ဒါလို့ဒီဟာ on နေမယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းက ကျွန်တော်ဒီအနီးနားမရှိတဲ့အာသာတပိုက်တွေကိုအော်တိုအလိုလျောက်ရှာပြီးနေမှာပေါ့နော်အော်တိုစကန်နင်းလုပ်ပြီးနေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ setting ကိုဖွင့်ထားလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းမှာရှိတဲ့ battery ကအားမခံနိုင်အလိုလျောက်အားကျမျိုးကြီးဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီ setting ကိုကျွန်တော်တို့ပထမဆုံးအနေနဲ့ဖိတ်ပြီးလိုက်ပါမယ်။ Okay ။ဒါဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့နီးရပိုင် device ဆိုရယ် setting လေးကိုဖိတ်ပြီးလိုက်ပါပြီ။ Okay အဲဆိုရင်ကျွန်တော်အနေနဲ့နံပါတ်1အနေနဲ့ပိတ်ပြရမယ့် setting ကတော့ UC San Diagnostics Re Setting ကိုပြေးပြရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ setting တွေကိုပြန်ပြီးသွားပေးလိုက်ပါ။ setting တွေရောက်ပြီဆိုရင်ဆက်ရလို့မျိုးကျွန်တော် Google ဆိုတာလေးကိုရှာပါမယ်။ Okay Google ဆိုတာလေးကိုတိတ်ပြီဆိုရင်တစ်ချက်နှိပ်ပြီးလိုက်ပါ။ Google ဆိုတာလေးကိုနှိပ်ပြီးပြီဆိုရင်အပေါ်မှာကျွန်တော်တို့ recommend တဲ့ရဲ့ author page ဆိုပြီးရရှိရနော်။အဲ့မှာကျွန်တော် author page ဆိုတာလေးကိုပဲထပ်ပြီးတော့နှိပ်ပြီးလိုက်ပါမယ်။ Okay ပြီးရင်ကျွန်တော်ခုနပြောတဲ့ use and diagnosis တို့အားလေးကိုကျွန်တော်တို့ဒီ osa bay ဆိုတဲ့အောက်မှာကျွန်တော်ရှာပြရမှာဖြစ်ပါတယ်။ဘောနေငယ်ဆွတင်လိုက်ပါ။ Okay အားဆိုရင်ဒီမှာ privacy and security ရဲ့အောက်မှာပေါ့နော်။ကျောင်းဒီမှာဖုန်းနံပါတ် verification အောက်မှာ UCN diagnosis ဆိုတာလေးရှိပါတယ်အဲ့လိုတစ်ချက်နှိပ်ပြလိုက်ပါ Okay ဒါဆိုရင်ဒီ setting ကဒီဖုန်းမှာကျွန်တော်တို့ဒီဖုန်းမှာဖွင့်ထားပါတယ်ဒါလို့ဖွင့်ထားမယ်ဆိုရင်ကျွန်တော်တို့ဒီ setting ကိုဖွင့်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းကိုပေါ့နော်အခြားသူကနေပြီးတော့ကျွန်တော်တို့ ခင်းချုပ်လို့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ data တွေနောက်ဆုံးတော့ကျွန်တော်တို့ရှိတဲ့ကျွန်တော်တို့အချက်လက်တွေနောက်ဆုံးကျွန်တော်တို့ဘယ်သူနဲ့ဖုန်းပြောခဲ့ရေဆိုတာအစားကျွန်တော်တို့ဘလို့လျောက်သိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီ setting ကိုကျွန်တော်တို့ပိတ်ထားဖို့လိုပါမယ်။ဒီ setting ကိုပိတ်ချင်တာဖြစ်ရင်ကျွန်တော်တို့ရဲ့ဖုန်းမှာ battery အားမခံတာကိုတတ်တာစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီ setting လေးကိုပိတ်လိုက်ပါမယ်။ Okay ဒါဆိုရင်နံပါတ်2အနေနဲ့ကျွန်တော်တို့ UCR diagnostic ဆိုတဲ့ setting ကိုကျွန်တော်ပိတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ Okay နံပါတ်3 setting အနေနဲ့ပိတ်ပြရမှာကတော့ကျွန်တော်တို့ ADS setting ပေါ့နော်။ကြော်ညာရေးတက်တဲ့ setting ကိုကျွန်တော်တို့ပိတ်ထားမှာဖြစ်ပါတယ်။ကြော်ညာရေးအလိုလျောက်တက်လာတာကိုပိတ်ထားပြရမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဖုန်းဆက်ခွင်မှာကြော်ညာရေးအလိုလျောက်တက်လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းကိုထက်တာရေးဖုန်းဘက်တရီအားကျတာရေးဖြစ်နိုင်ပါတယ်။ဒါကြောင့် app setting ကိုအရင်ဆုံးတတိယအချက်အနေနဲ့ပိတ်ပြရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ setting တွေကိုပဲတွားပြလိုက်ပါ setting တွေကိုတွားပြလိုက်ပြီမို့နော် setting တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဆွမ်းနာလို့ပဲ Google ဆိုတာလေးကိုကျွန်တော်တို့ရှားပါမယ် progress ဆိုတာလေးကိုရှာမယ်ပေါ့နော်ပြီးရင် all service rate ကိုထပ်ပြီးဝင်မိလိုက်ပေါ့နော် okay all service ကအောက်မှာကျွန်တော်တို့ s ဆိုတဲ့ setting ကိုကျွန်တော်ရှာပေးရမယ်ပေါ့နော်အပေါ် setting လိုက်ပါ okay ဒါဆိုရင်တော့ privacy and security ရဲ့အောက်မှာကျွန်တော်တို့ ads ဆိုတဲ့ setting လေးရှိပါတယ်အဲ့လိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ပြီးရင်ဒီလိုမျိုးပေါ်လာမှာပေါ်လာပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာ delete advertising id ဆိုတာလေးရှိပါတယ်အဲ့လိုကျွန်တော်တို့တစ်ချက်ထပ်နှိပ်ပေးလိုက်ပါပြီးရင် delete advertising id ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ okay ဒါဒီကျွန်တော်တို့တတိယအချက်အနေနဲ့ကျွန်တော်တို့ PDF setting ကိုကျွန်တော်တို့ပိတ်လိုက်တာပဲဖြစ်ပါတယ်ဒီဟာကိုပိတ်ထားခြင်းအပြင်ကျွန်တော်တို့ရဲ့ဖုန်းမှာ very အကြတာတွေဖုန်းထက်တာတွေကိုကျွန်တော်တို့တတ်တာစီမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ number 3ကျွန်တော်တို့ ADS setting ပိတ်တာလေးလည်းပြီးသွားပါပြီ။ Okay number 4အနေနဲ့ number 4 setting ပေါ့နော်ပိတ်ရမယ့် setting ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းမှာ Wi-Fi နဲ့ Bluetooth တွေကကျွန်တော်တို့ background မှာတွားပြီးတော့အလုံးလုံးနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ရဲ့ဖုန်းကိုကျွန်တော်တို့၄ရာရီထက်တာရီဘက်တရီအားကျတာရီဖြတ်နိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဖုန်းမှာဒီ Bluetooth တွေ wireless တွေ background မှာအလုံးမလုံးနိုင်အောင်ကျွန်တော်တို့ပိတ်ထားပေးရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ setting တွေကိုသွားပြလိုက်ပါ။ setting တွေရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဟိုကျွန်တော် location ဆိုတာလေးကျွန်တော်ရှာပေးရပါမယ်။โอเคนะมา login ဆိုတာလေးရှိပါတယ်။အဲ့လိုတစ်ချမ်းနှိပ်ပြလိုက်ပါ။ login ဆိုတာလေးကိုနှိပ်ပြီးဆိုရင်အပေါ်နည်းငယ်ဆက်တင်လိုက်ပါ။ ဒီအောက်မှာ location services ဆိုတာလေးရှိပါတယ်အဲ့လေးတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြီဆိုရင်အခုလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်အပေါ် set တင်လိုက်ပါ okay ဒါဆိုရင်ဒီအောက်မှာ wifi scanning နဲ့ bluetooth scanning က on တာတွေ့ရပါလိမ့်မယ်ဒါလို့ dia ရေ on နေမယ်ဆိုရင်ဒီနှစ်ခုသလုံးကိုကျွန်တော်ပိတ်ပြရမှာပဲဖြစ်ပါတယ်ဒီလိုပိတ်ပိတ်လိုက်မှသာလျှင်ကျွန်တော်တို့ wifi နဲ့ bluetooth တွေကကျွန်တော်တို့ background မှာတွားပြီးတော့အလုံးလုံးမှာမဟုတ်တော့ပါဘူးเนาะဒါကြောင့်ဒီ setting နှစ်ခုကိုကျွန်တော်တို့အဲကျွန်တော်စတုဒ္ဒအချက်အနေနဲ့เนาะပိတ်ရမယ့် setting အနေနဲ့ကျွန်တော်ဒီ setting နှစ်ခုကိုပိတ်ပြလိုက်ပါမယ် โอเคပြီးရင်ခဏနေโอเคဒါဆိုတော့ကျွန်တော်တို့အဲလေးချမ်းမြောက်စတင်နေလဲကျွန်တော်တို့လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ပြေးပြရမယ့်စတင်ကတော့ကျွန်တော်ရဲ့ဖုန်းမှာရှိရ background data ပေါ့နော် app background data ဆိုတဲ့ setting လေးကိုပိတ်ပြရမှာပဲဖြစ်ပါတယ်ဒီ setting ကိုပိတ်ချင်အောင်ပြည့်ကျွန်တော်တို့ရဲ့ဖုန်းမှာ data တွေအများကြီးကုန်တာတွေနောက်ပြီးတော့ packet အများကြီးကုန်တာတွေကိုကျွန်တော်တက်တာစီမှာပဲဖြစ်ပါတယ် အထူးသဖြင့်ဒီလို setting ကဘလို့နေရာမျိုးမှာတော့ပြရမှာလဲဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းပါမနော်ကျွန်တော်တို့ data သုံးပြီးတော့ကြည့်ရတဲ့အမျိုးကြီးပေါ့နော်အထူးသဖြင့်ကျွန်တော်တို့အခုလောလောဆယ်ပေါ့နော်အခုလက်လောမှာကျွန်တော် တို့ဒီ hot ဖြစ်နေတဲ့ TikTok ပေါ့နော် TikTok တော့အလူကြီးများရဲ့ app တစ်ခုပေါ့ဒါဆိုကျွန်တော် data သုံးပြီးကြည့်ရတယ်ပေါ့နော်ကျွန်တော်ဒီဆက် TikTok ဆိုရင် application မှာကျွန်တော်တို့ဒီ background data ကိုကျွန်တော်တော့ပြထားပါပဲဖြစ်ပါတယ်ကျွန်တော် TikTok ဆိုရင် application ကျွန်တော်တစ်ချက်ဖိလိုက်ပါမယ်ပြီးရင်အခုလိုမျိုးလေးပေါ်လာပြီဆိုရင် app info ဆိုတာလေးကိုဝင်ပြီးလိုက်ပါ အဲ့ဒီမိုဒယ်လေးဝင်ပြီဆိုရင်ကျွန်တော်အပေါ်ကိုအနည်းငယ်ဆက်တင်လိုက်ပါပြီးရင်အဲ့ဒီမှာကျွန်တော် mobile data နဲ့ wifi ဆိုတာလေးရှိပါတယ်အဲ့ဒါတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်အပေါ်ကိုတစ်ချက်ဆက်တင်လိုက်ဆက်တင်ပြီးဒီအောက်မှာရှိတဲ့ background data ကိုဆိုတာလေးကိုတွေ့ပါလိမ့်မယ်ဒီမှာဒီ on နေရာတွေ့ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီအရလေးကိုပိတ်ပေးလိုက်ပါ okay အခုလိုမျိုးပိတ်ချင်အပြင်ကျွန်တော်တို့ TikTok ကိုတုံးပြီးတော့ TikTok ကြည့်ရပါတော့ data ဖွင့်ပြီး TikTok ကြည့်တဲ့အခါမှာကျွန်တော်တို့ data တွေအရင်ထက်အများကြီးမကုန်အောင်ကျွန်တော် ။နောက်ပြီးတော့ပက်ကေ့အများကြီးမကောင်းကျွန်တော်တို့တက်တာစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အခုပြောတဲ့ setting လေး၅ခုကိုကျွန်တော်တို့ Android ဖုန်းကင်နာမယ်ဆိုရင် Mesro အနေနဲ့ Android ဖုန်းကင်နာမယ်ဆိုရင်ကျွန်တော်အခုပြောတဲ့ setting ၅ခုကိုမဖြစ်မနေပိတ်ထားလိုက်ပါ။ Mesro ရဲ့ဖုန်းကကျွန်တော်တို့အရင်ကတည်းကအများကြီး battery အကုန်တာကိုတက်တာသွားစီမယ်ဖုန်းထစ်တာလေးတာကိုတက်တာသွားစီမှာပဲဖြစ်ပါတယ်။